ထားပြီးတော့မောက်ထက်အများကြီးဆိုသူဆိုငယ်သေးတယ်ဆိုလို့ရှင်ခုဆိုငယ်ငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့သူရဲ့ဘဝအတ္တမှာရိုက်ခတ်မှုပေါများဆိုတာလည်းရှိတယ်ချိုးကွေးပေါများဆိုတာလည်းရှိတယ်ဘယ်လိုခေါ်မလဲသူ single mother လည်းဖြစ်တဲ့ခါကျတော့သူ့မှာ block တိတောင်မှသူရိုက်ခတ်မှုပေါများဆိုတာရှိမလို့ဆိုတော့သူကိုယ်တိုင်ပဲသိမယ်သူနဲ့ဖခင်နဲ့ဘူပဲကျမတို့ဒီဆူမျိုးတိုင်ဝမ်တွေပဲသိကြမယ်ပေါ့နော်ဒါပေမဲ့အဲဒီရေးရနေမှဂျိုးစားပြီးတော့မှဒီလောက်ထိဖြစ်လာတယ်ဆိုကြတဲ့ကဒီမျိုးသမီးဟာတော့ရုံတရုံတော့မဟုတ်ဘူးဒါ ဩစနေလားလာပါမယ်လို့အခါကြလို့ရှင်အကုန်လုံးမီဒီယာတွေအကုန်လုံးဖိတ်ပတ်မယ်လို့ကျမရမ်းချစ်တယ်ဆိုလို့ရှင်လို့ရှော့ရှော့ပြီးတော့မှအပြိုကြီးရို့လို့မဆကြပါနဲ့လို့ပြောချင်ပါတယ်ဟမ်အပြိုကြီးအပြိုလေးအပြိုလက် အပြိုကြီးပေါ့နော်ဆိုတော့အပြိုလက်ထဲမှာပါတာပေါ့နော်အကြီးတောင်ဖြစ်သေးဘူးပေါ့ဆိုတော့ဟာတလေးပြောတာပါ အော်ဟုတ်ကဲ့ပါညီမလေး Melody Grace ခေါင်ကပေါ့နော်ကျမတို့ကလေးတွေကသူတို့ဆိုတော့ကျမတို့လက်ပေါ်မှာပဲကြည့်လိုက်ကလေးတွေဖြစ်တယ်ပေါ့နော်ကျမတို့အာသူတို့ရဲ့အဖေဇာဥခေါဆောင်ဆိုတာဆိုလို့ရှိရင်ကျမတို့ရဲ့ဒီ role နဲ့မှာဆိုလို့ရှိရင်တကယ်ကိုဖျောက်ရရင်ချစ်ပြီးတော့တကယ်ဝင်ရင်ဖခင်နေဖြစ်တယ်ဆိုတော့ကျမတို့ create နဲ့မှာဆိုလို့ရှိရင်ပေါ့နော်ဒီဒီလူမျိုးအရန် Talia ဆိုရက်ဒီဒီလှပတဲ့နေ့တက်လေးမှာဒီဒီ suit design လေးမှာ Talia ဆိုရက်ဒီအာဒီ beauty lunch day ကိုပေါ့နော်ဟိုဖွင့်ပွဲလေးမှာအခုလိုမျိုးတက်ရောက်ခွင့်ရတဲ့အတွက်ကိုလည်းအញ្ញံဝမ်းသာပါတယ်ညီမလေး Melody Chris ကဂျေမကဖျက်ခင်ကောင်းချီပေးပါစေဒီကကဖျက်ခင်ချီးမြှောက်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်ရှင်ဟုတ်ကဲ့ပါအញ្ញံကို very young strong ဖြစ်တဲ့အမျိုးသမီးဖြစ်ပါတယ်ဘာပြောလဲဆိုတော့ဒါကလည်းအလကားနေနေတော့ strong ဖြစ်နိုင်ပေါ့နံပါတ်1ကတော့ဖျားသခင်ကြီးစုတော့ကြောက်ပေါ့နော်နံပါတ်2ကတော့မိဘမိဘတွေရဲ့ဘပုံမှုနဲ့တူတူကိုကိုတိုင်းလည်းအញ្ញံကိုစက်တက်အားမလျှော့ပဲနဲ့ ာဆူတောင်းခြင်းနဲ့တကွာပြည်သက်တွေလည်းအပိ ကြောက်ချစ်ခင်ကြောက်မိသားစုဆွေမျိုးအပေါင်းအသင်းကြောက်တာပေါ့နော်ဒီလိုမျိုးဖြစ်တာဖြစ်တယ်ဆိုတော့ကကြတော့အရန်ကိုလည်းအာချီးကျူးပါတယ်အရန်ကိုလည်းဝမ်းသာပါတယ်ညီမလေး congratulation ပါလို့ပြောချင်ပါတယ်ဆက်လက်ပြီးတော့ရှောက်လန်းမှာဟိုအတတာမှာခု2022မှာ9ဆုဒီဇင်ဘာဒီနေ့နေ့ဒီနေ့ဖြစ်တယ်ဆိုတော့2025ကလည်းကိုကုံတော့မယ်2026မှာဒီထဲမှာအောင်မြင်မှုမြောက်များစွာအာစုခုနိုင်ပါစေလှိုင်းယူနိုင်ပါစေဖျားရှင်ဒီထဲမှာတာ၍ကောင်းချီးပေးပြီးတော့မှချီးမြောက်ပါစေလို့ဆုမကောင်းတောင်းပေးချင်ပါတယ်ရှင်မိန်းကလေးချင်းမလိုလေးမြင်လား ကောင်းတာပေါ့သမီးရေဘာပြောမောက်ထက်အများကြီးဆိုသူဆိုငယ်သေးတယ်ဆိုလို့ရှင်ခုဆိုငယ်ငယ်လေးပဲရှိသေးတယ်ပေါ့နော်ဆိုတော့သူရဲ့ဘဝအတ္တတာမှာရိုက်ခတ်မှုပေါ့များဆိုတာလည်းရှိတယ်ချိုးကွေးပေါ့များဆိုတာလည်းရှိတယ်ဘယ်လိုခေါ်မလဲသူ single mother လည်းဖြစ်တဲ့ခါကျတော့သူ့မှာ block တိတောင်မှသူရိုက်ခတ်မှုပေါ့များဆိုတာရှိမလို့ဆိုတော့သူကိုယ်တိုင်ပဲသိမယ်သူနဲ့ဖျားခင်နဲ့လူပဲကျမတို့ဒီစုမျိုးတိုင်ဝမ်တွေပဲသိကြမယ်ပေါ့နော်ဒါပေမဲ့အဲ့ရေရနေမှဂျိုးစားပြီးတော့မှဒီလောက်ထိဖြစ်လာတယ်ဆိုကြတဲ့ကဒီမျိုးသမီးဟာတော့ရုံတရုံတော့မဟုတ်ဘူးဒါတကယ်ကိုအကြောက်အပိကြပါလို့လည်းပြောချင်ပါတယ်ကျေးဇူးများတင်ပါ တယ်ဟုတ်ကဲ့ပါ तू อ่ะဆိုတော့လည်းဖြစ်တာဆိုတော့တချင်းလောက်တာလေးရဲ့ဒီနားထားဆိုကိုယ့်ကိုပြန်ဆိုးစေချင်တာ तू အဲ့လိုမလေးလိုက်တုံးပြစ်တာမျိုးရှိလားရှင်ပြောပြပါဦးဟုတ်ကဲ့ပါပြန်လုံလုံတော့ပူကောင်းတာပေါ့အစမ်းလည်းရန်ကောင်းပြီးသားပဲလေအော်စနေလားလာပါမယ်လို့အခါကြလို့ရှင်အကုန်လုံးမီဒီယာတွေအကုန်လုံးကိုဖိတ်ပတ်မယ်လို့ချစ်မအောင်ရမ်းချစ်တယ်ဆိုလို့ရှင်လို့ရှော့ရှော့ပြီးတော့မှအပြိုကြီးရို့လို့မဆကြပါနဲ့လို့ပြောချင်ပါတယ်ဟမ် အပြိုကြီးအပြိုလေးအပြိုလက်အပြိုကြီးပေါ့နော်ဆိုတော့အပြိုလက်ထဲမှာပါတာပေါ့နော်အကြီးတောင်ဖြစ်သေးဘူးပေါ့ဆိုတော့ဟာတလေးပြောတာပါဟိုပါပေါ့နော်ဒီဆိုင်လေးလည်းလာအပေးကြပါလို့လည်းပြောချင်ပါတယ်ကြီးစုလည်းအများကြီးတင်ပါတယ်ဆက်စီအခုဒီနောက်ပိုင်းအခုနောက် ဟိုတချင်းခွေထွက်ဖို့ရှိတယ်တချင်းလေးထွက်ဖို့ရှိတယ် MV ရှိတယ်ပြီးလို့ရှင်လာပါလိမ့်မယ်အခါကြလို့ရှင်လည်း media အားလုံးကိုဖိတ်ပါမယ်ဆိုရင် show ပွဲလုပ်ဖို့လည်းရှိပါတယ်အခါကြလို့ရှင်အားလုံးလည်းဖိတ်ပါမယ်အခါကြလို့ရှင်ရင်လာပြီးတော့မှလည်းတွေ့ဆုံချင်ပါသေးတယ်လို့အခုလိုလည်းကျေးဇူးများကြီးတင်ပါတယ်ညီမတို့ရဲ့ MQ တို့ကဆာအကုန်လုံးပေါ့နော်အဲဆယ်လီဆယ်လီတို့ကဆာဟုတ်ကဲ့ဒါပရိသတ်နဲ့ဒါမျိုးတွေ့တွေ့ဆုံမှုလေးရှိရောမှာပေါ့အမအောင်လမ်းနေတဲ့လူတွေအတွက်လုံးဝမိုက်စားပြော်ပေးပွဲကြီးလာအောင်ပါပေါ့ဟုတ်ကဲ့ပါလာပါမယ်ရှင်မကြခင်လာမီမျောပေါ့နော်အရင်တော့ကတော့မျောခိုင်းတယ်လို့မျောတော့မျောတခေါ်ရတော့မျောခိုင်းတော့ပါဘူး 落后。好